အခုထိုင်းနိုင်ငံမှာအခုထိုင်းထိုင်းနိုင်ငံကအဲဝင်ကြီးချုပ်ကိုဆန္ဒသူတို့ပြကြတယ်။နောက်ထိုင်းလုံသမားရေးဝင်ကြီးနယ်ဌာနတရားဝင်နှုတ်ထွက်သွားတယ်။အဲ့ဒါကိုနဲ့ဆိုင်လားဆိုကိုနဲ့တော့မဆိုင်ဘူး။ဒါပေမဲ့တက်တန်းတိုးမဲ့မြန်မာနိုင်ငံသားတွေအလုံသမားတွေအတွက်ဆိုင်တယ်လေ။ထိုင်းဝင်ကြီးချုပ်အလုံသမားအလုံသမားဝင်ကြီးချုပ်ကနှုတ်ထွက်သွားတာဖြစ်တဲ့အတွက် အဲ့ဒီဟိုဗတ်ရိုက်ပေးဖို့ကိစ္စအလုပ်သမားဝင်ကြီးဌာနအဓိကလောက်ရတာလေအဲ့တော့တက်တန်းတိုးမဲ့လူတွေအတွက်တော့ဒုက္ခရောက်တာပေါ့နော်ဆီယမအဲ့ဒါကြိုးဟောထားတယ်ဆီယမကြိုးဟောတဲ့အတိုင်းပဲကုဖြစ်လာပြီနော်ဖြစ်လာပြီနော်အဲ့ဒါကြောင့်မို့သတိထားဆီယမဟောထားတာမကြသေးဘူးနော်ဆီယမဒီမလိုက်မှလည်းပြောထားတယ်เนาะထိုင်းမှာထိုင်းနဲ့ကမ္ဘောဒီးယားနဲ့ဆစ်ဖြစ်နေတဲ့ကိစ္စမြန်မာနိုင်ငံသားတွေဝင်မပါနဲ့ဆိုတဲ့ကိစ္စအဲ့ဒီမှာအဲ့ဒီမှာအဲ့ဒီဟောတဲ့နေရာထည့်ပြောထားတယ်เนาะ 9လပိုင်းရဲ့10လပိုင်းရဲ့9လပိုင်းရဲ့3လအတွင်းဂယူးစားရမယ်လို့ပြောထားတယ်เนาะအဲ့ဒါတချို့တွေကလည်းဘူးမသိကိုးမသိအောက်တန်းစားတွေကများတယ်เนาะဆီယမလေးဟိုဆီယမဟောလို့ဆီယမဟောလို့အဲမှန်ကန်တဲ့ဆီယမကိုယုံကြည်ပါတယ်ဆိုတော့လူတွေပဲဟောပေးတာအဲ့လိုပေါ့လို့ပဲစားရတဲ့ဟောမပေးဘူးဘာလို့ဆိုအာယုံနေနောက်လို့အခုဆိုရင်တတန်းတိုးမဲ့လူတွေဒုက္ခရောက်တယ်အခုအဲ့ဒါဝဲစားတွေကတတန်းတိုးလို့ရပြီတတန်းတိုးလို့ရပြီပြောနေအဲ့ဒါယုံနေတဲ့နင်တို့ပတ်စံနေလေအောင်ပါเนาะအဲ့ဒါတတန်းတိုးဖို့ဟာအဝေးကြီး ်နော်တတန်းတိုးဘူဟာအဝေးကြီးဘာလို့လောသမားဝင်ကြီးဌာနပြုတ်သွားတာဖြစ်တဲ့အတွက်တတန်းချက်ချင်းတိုးဘူဟာမဖြစ်နိုင်သေးဘူး။သူကအစိုးရပြန်ဖွဲ့ရအောင်ပါလေနော်။အဲ့ဒါကြောင့်မလို့ကိုကကိုအဆအရာရာဂရုစိုက်ပါသူများကိစ္စတွေဝင်မပါနဲ့။ဆရာမပြောတာသူများနိုင်ငံကိစ္စသူများနိုင်ငံကိစ္စမှာကိုကဝင်မပါနဲ့အဲ့ဒါဘာလို့ဝင်မပါလဲဆိုကိုနိုင်ငံသားတို့ဖြစ်မှာဆိုလို့ပြောတာ။ ဝင်မပါတော့ဘာဖြစ်လဲဆိုဝင်မပါတော့ကိုယ်ကိစ္စမပါတော့ကိုယ်အေးဆေးနေရတာပေါ့သူများနိုင်ငံမှာသူတို့နိုင်ငံရေးပြိပက္ခတွေဖြစ်နေတယ်သူတို့နိုင်ငံရေးနဲ့ပတ်သက်လာပြီးသူတို့ရှုပ်ရှုပ်ရှက်ရက်ဖြစ်နေတဲ့အချိန်မှာကိုရီးယားမျက်စိစပုံမွေးစုအောင်မနေနဲ့ငင်းငင်းလေးနေဒါစေတနာနဲ့ချစ်လို့ပြောတာနော်အဲ့ဒါကိုနားခေါင်နားထောင်ကျင်တဲ့လူရှိတယ်ဆိုနားထောင်ပေါ့နားမထောင်ကျင်ဘူးဆိုလဲကိုယ်သဘောနဲ့ကိုယ်ပဲเนาะဆရာမဘာမှပြောစရာမရှိဘူး ူများနိုင်ငံနေနော်သူများနိုင်ငံရဲ့စီကံဥပဒေကိုဆီယမတို့ကလိုက်နာမှာပဲဒါကတော့အမှန်တရားပဲလက်ရှိရှိတရားပဲဘာလို့ဆိုဆီယမတို့နိုင်ငံမှာတော့မနေလို့မရလို့ဆီယမတို့ကသူများနိုင်ငံလာနေရလေအဲ့ဒါကြောင့်မို့သူတို့နိုင်ငံမှာပြိပခါတွေဖြစ်နေတဲ့အချိန်သူတို့နိုင်ငံမှာရှုပ်ရှုပ်ဖြစ်နေတဲ့အချိန်မှာကိုရရဲ့မျက်စိစပုံးမွေးမစူးအောင်နေရမယ်ဒါကတော့အမှန်တရားပဲနော် အဲ့ဒါပြောတယ်ဆိုတာဘာဖြစ်လို့ပြောဆိုကိုယ်နိုင်ငံသားတို့ဖြစ်မှာဆိုလို့ပြောတာလေပဲလော်ကြားစားညက်ပြီးတော့ဂျားတွေကနေမှကိုယ်နိုင်ငံကိုလည်းပြန်လို့မရသူများနိုင်ငံမှာလည်းနေလို့အဆင်မပြေမှာဆိုလို့ဆရာမစေတနာနဲ့သတိပေးတာပါနော်အဲ့တော့ကိုလုံးဆရာရှိရလုတ်ပြီးမလိုအပ်ရင်အပြစ်မထွက်နဲ့မလိုအပ်ရင်ပတ်စံမသုံးနဲ့ပတ်စံလေးစုထားနော်ဘာမှမသိသေးတော့ကြတော့တခုဖြစ်တယ်ဆိုလို့ရှိရင်ပတ်စံရှိမှအဆင်ပြေရလေနော်အဲ့ဒါကြောင့်မို့ပြောတာ တတိယရတော့ပြဿနာမရှိပါဘူးเนาะကားပိုင်နေထိုင်းရောက်တာကြာပြီးရွှေဆွဲကျိုးတွေပိုင်နေဆိုင်ငန်းတွေဖွင့်နေရလို့တတိယတွေအတွက်ကတော့ဘာမှမပူဘာတတိယတွေကသူတို့ဒုက္ခဖြစ်လဲသူတို့သူတို့သူတို့မှပတ်စံရှိတယ်တနေ့လုံးတနေ့စားလုံသမားတွေအတွက်ကြတော့ပူလို့ဆရာမပြောပြတာရှောင်လို့ရအောင်လို့ပြောပြပြီးတာเนาะတနေ့လုံးတနေ့လုံးလုံသမားတွေကြတော့သူတို့ကတလတလောက်သူတို့ရတဲ့ဟာလေးကိုသူတို့ကစားတယ်ပြီးအိမ်ပြန်ပို့ရတယ်လीเนาะအဲ့တော့သူတို့လက်ထက်မှာတခုခုဖြစ်တဲ့ဆိုအခက်ခဲဖြစ်မှာဆိုလို့ပြောပြပြီးတာเนาะအဲအဲ့ဒါ တထေးတွေကတော့တထေးတွေကတော့ဆရာမပြောတော့ဟာကိုကြည့်ရခြင်းမရမှာပေါ့နော်ဘာလို့သူတို့ကတထေးတွေကိုနော်တထေးမွဲလို့ရှိရင်စားစရာ ရှိတယ်တဲ့နော်ဆင်းရဲတာဒုက္ခရောက်ရင်စားစရာမရှိဘူးအဲ့ဒါကြောင့်မို့ကိုချင်းစာလို့ပြောပေးတာရှင်နော်အဲ့ဒီတထေးတွေကရှင်တို့ဒုက္ခရောက်လို့ရှိရင်လည်းရှင်တို့ကို လာပြီးမကဲဘူးနော် မင်္ဂလာပါမင်္ဂလာပါမိဝင်းရေမင်္ဂလာပါရှင်ကို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 ဆုချလာ င်္ဂလာပါမင်္ဂလာပါရှင်ဆ ्याम မပြောဦးမယ်เนาะဆ ्याम မပြောဦးမယ်သတိထားအောင်အခုထိုင်းနိုင်ငံမှာရောမြန်မာနိုင်ငံမှာရောเนาะမြန်မာနိုင်ငံကရောအဲ့ဒီမှာဂျပန်တစ်တော်အောက်ဂျပန်တစ်တော်အောက်ဆိုခေစားနေရအဲ့ဒါကိုပြောပြအောင်မယ်တေချာနားထောင်သွားเนาะဂျပန်တစ်တော်အောက်ကိုဈေးအများကြီးပေးပြီးတော့လဲမဝယ်နဲ့เนาะဈေးပေးပြီးတော့လဲမဖွင့်နဲ့တင်ရတန်မှန်လူတယောက်ဆိုရင်မဖွင့်တာအကောင်းဆုံးပဲ ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဂျပန်တိတော့အောက်ကပတ်စံရတယ်ဆိုလူတိုင်းကပတ်စံအကုန်ခံပြီးတော့ဖွင့်တယ်။ပတ်စံအကုန်ခံပြီးတော့ follower များတာတွေဝယ်တယ်မဝယ်နဲ့အတင်းတို့အလကားပဲနော်။အဲ့ဒီဂျပန်တိတော့အောက်ကိုဝယ်ပြီးသွားလို့ရှိရင်ကိုကတာမန်လူဆိုလို့ရှိရင်ကိုပို့တင်လိုက်လို့ရှိရင်အသက်30တရာရဖို့ကမနေစူးစမ်းရတာနော်ကိုအောက်ထဲမှာ follow ဆယ်လီတွေကတော့ပို့တဖို့တင်လိုက်လို့ရှိရင်အသက်1000လဲဟုတ်တယ်1000လဲဟုတ်တယ်ကိုတွေက ပို့တင်မယ်ဆိုရင်ကိုတို့လိုက်လုံးမဲ့လူကအသေးပေးမဲ့လူက100လဲ100 100တို့30တို့ဟုတ်လားတချို့ဆို4-5ခုလောက်ပဲရတာနော်အဲ့တော့ကိုနဲ့ကမအပ်ဆက်ဘူးနော်အဲ့ဒါနံပါတ်1နံပါတ်2ကအဲ့ဒီဟို monetization အောင်ပြီးသားဆိုပြီးတော့လဲဈေးကြီးပေးမှုရတဲ့ monetization အောင်ပြီးတော့တင်ဂျပန်ကောက်ကိုတုံးနေရဆိုလို့ရှိရင်တော့မှ तू ကသူကသူ့ရဲ့သူ့ရဲ့တတ်မှတ်ချတဲ့အချက်တွေနဲ့မညီလို့ရှိရင်အနီရောင် point လေးတွေထိတာ အဲ့ဒီအနီရောင် point လေးတွေ၅ခုထိတယ်ဆိုအကောက်ကတလပိတ်ခံရတယ်နော်ပြီးရင်မပြီးသွားဘူးတင်တင်တင်လိုက်တဲ့ပိုတိုင်းကအဲ view view တသိန်းလောက်တက်တယ်ဟုတ်လားအသေးကိုတောင်းနဲ့ချီပြီးတော့တင်ရဆယ်လီတယောက်ဖြစ်နေလို့အသေးကိုတောင်းနဲ့ချီပြီးတက်တယ် view တသိန်းလောက်တက်တယ်ဆိုရင်ပြဿနာရတယ်မထင်နဲ့အဲ့ဒီ view တသိန်းလောက်အသေးတသောင်းလောက်ရမှာအဲ့ဒီဂျပန်အကောက်ဖွင့်ထားလို့ရှိရင် US ဒေါ်လာတပြားပဲရတာ US ဒေါ်လာတပြားဆိုရင်ဘတ်ငွေနဲ့ဆိုလို့ရှိရင်နှစ်ဘတ်လားသုံးဘတ်လားဆရာမလည်းမသိဘူးအဲ့လောက်ပဲရတာနော်အေးဘယ်လိုမျိုးလူမျိုးတွေပတ်စံရတာလဲဆိုတော့အဲ့ဒီတစ်တော့ဆယ်လီတွေသုံးတော့ကြမှာသူအဲ့ဂျပန်နိုင်ငံဂျပန်ဂျပန်အောက်ဖွင့်ထားတယ်ဆိုဂျပန်နိုင်ငံကဂျပန်နိုင်ငံသားတွေကအဲ့ဒီလူရဲ့အကောင့်ထဲဝင်ကြည့်တော့မှ US ဒေါ်လာတကြက်တို့နှစ်ကြက်တို့အဲ့ဒီလိုရတာเนาะကိုမြန်မာနိုင်ငံသားချင်းကြည့်ရဆိုမရဘူးเนาะ အဲ့ဒါကိုလည်းသိအောင်လုပ်နော်အဲ့ဒီဂျပန်ကောက်ဂျပန်ကောက်ဆိုအယူထားပြီးပတ်စံနေကုန်မှာဆိုလို့စေတနာနဲ့ပြောပြတာဟုတ်ပြီလားတချို့ကဂျပန်အကောက်ကိုတုံးကျင်တော့ဘာလုပ်လဲဆိုတော့ကြတော့နော် follower တွေများတဲ့ဟာတွေသူတို့ဝယ်လိုက်တယ်နော်ပြီးတော့ monetization အောင်ပြီးသားဟာတွေဝယ်လိုက်တယ်ဝယ်လိုက်လို့ရှိရင်တို့ပတ်စံကုန်တာပဲအဖတ်တယ်မှာနော်အဲ့ဒီဂျပန်ကောက်ကပတ်စံပြန်ရဖို့ဆိုတာမမျော်လေးနဲ့ဘာလို့ဆိုနေကဆယ်လီမဟုတ်လို့ဆယ်လီဖြစ်နေလို့ရှိရင်တော့မှဆီယမ်မပြောတာရှင်းရှင်းလေးကကိုကဆယ်လီဖြစ်နေတယ်ဆိုရင်တော့မှ ကိုကအသေးသောင်းလောက်ရတယ်ဘယူးသသိန်းလောက်ရှိတယ်ဆိုရင်တော့မှ US ဒေါ်လာ1ဒေါ်လာပဲရတာเนาะ1ဒေါ်လာဆိုတာ1ဒေါ်လာဆိုတာဘယ်လိုပြောမလဲ1ဒေါ်လာတော့မဟုတ်ဘူးထင်တယ်တပြားဆိုတာအပြားတပြားမသိဘူး तू ကအဲ့အဝါလေး56လား90ကျော်လားမသိဘူးအဲ့ဒီလို point လေးရတာအဲ့ဒီလို point လေးပြည့်တော်မှာ तू က US ဒေါ်လာ1ဒေါ်လာပဲရတာအဲ့ဒီ point လေးရဖို့ကလည်းနေ့ရဲ့ video view က view က video file တစ်ပုဒ်မှာ view သသိန်းနဲ့အသေးသောင်းရှိမှာ အဲ့ဒီ point လေးကတပွိုက်ရတာတပွိုက်နှစ်ပွိုက်ရတာအဲ့ဒီ point လေး80ကျော်80ကျော်ဖြစ်တော့မှ US ဒေါ်လာဒေါ်လာဆိုတာဖြစ်တာနော်အဲ့ဒါကိုသိအောင်လုပ်စေတနာနဲ့ပြောတာဂျင်းဂျင်းမိမှာဆိုလို့စေတနာနဲ့ပြောတာဟုတ်ပြီလားနော် အဲ့ဒါကြောင့်မလို့ဂျပန်အောက်ဂျပန်အောက်ဆိုပြီးတော့ဟိုပတ်စံပတ်စံရတာပဲမြင်နေတာဘလောက်ဒုက္ခများတယ်မှတ်လို့တော့အဲ့ဒါကိုပြောပြပေးတာအဲ့လောက်တဲ့လူတွေကလည်းတို့အဲ့ဒီလိုပြောပြမှာမဟုတ်ဘူးဆီယာမကတော့စေတနာနဲ့ပြောတာအဲ့ဒီလောက်တဲ့လူတွေကလည်းဆီယာမကိုဆဲမှာပဲဆဲလည်းမတက်နိုင်ဘူးမြကြခင်ကမှန်တာပဲပြောတာနော်ဒါဒါလက်ရှိအရှိတရားပဲနော်အဲ့ဒါကြောင့်မို့ပတ်စံနေကုန်ပြီးတော့ဒုက္ခတွေများမှာဆိုလို့စေတနာနဲ့ပြောပြတာနော်ကိုယ့်ဘာကိုရိုးရိုးတော်တော်ကောက်သုံးတဲ့ဟာကိုယ့်ဘာကိုအဆင်ပြေတယ်နော် ဟိုတူတူပဲရိုးရိုးတက်တော့ကောင်းတယ်တိတ်မကွာဘူးတိတ်မကွာဘူးအဲ့တော့အဲ့တော့တက်တော့မှဘာလုံးလို့ရမလဲဆရာမဆိုလို့ရှိရင်ရိုးရိုးတက်တော့ကောက်ပဲဖွင့်ဖွင့်ပြီးတော့ကိုက follower များပြီဆိုလို့ရှိရင်တက်တော့မှတက်တော့မှဈေးရောင်း တက်တော့မှဈေးရောင်းဈေးရောင်းလို့ရှိရင်အဲ့ချင်းလေးတွေချရအောင်အဲ့ကော်မရှင်ရတယ်ဆိုတာအဲ့ဒါလည်းပြောမှာကိုယ်ကြည့်တယ်လို့များတယ်ကိုကဆယ်လီတယောက်ဖြစ်တယ်ဆိုမှရောင်းမှာကိုကအဲ့ဒီကော်မရှင်ကများများရတာနော်သူများတွေလိုင်းပေါ်မှာတက်တော့ချင်းချပြီးတော့ဈေးရောင်းမှာလိုင်းပေါ်မှာသူများတွေတက်တော့ချင်းချပြီးဈေးရောင်းမှာလို့ပြောနေတော့အားကြပြီးသွားမရောင်းနဲ့သူတို့ကဆယ်လီဖြစ်လို့တပတ်ကို၄၅တောင်ဝင်လာလဲဖြစ်မယ်ကိုကအကိုကိုကြည့်မဲ့လူက၁၀ရောက်၅ရောက်ပဲရှိတယ်ဆိုရင်ကိုကသွားချလို့ရှင်အလကားပဲเนาะ အဲအဲ့ဒါအဲ့ဒါဘာဖြစ်လို့ပြောရလဲဆိုစေတနာနဲ့ပြောပြတာပင်မန်းနေမှာဆိုလို့စိတ်ပင်မန်းတယ်ဟုတ်လားသူများရှိရပတ်စံကိုကိုရှိကိုရောက်မလာတာရောက်လာမလားမလာဘူးလားဆိုတာမသိကြဘူးသိကြတော့အဲ့ဒီပတ်စံကိုရောက်လာနိုးနိုးနဲ့ကိုစိတ်ကစောက်နေတာဖြစ်တဲ့အတွက်ကိုရဲ့စိတ်ပင်မန်းမှုရှိတယ်စိတ်ပင်မန်းသွားလို့ရှိရင်ရုပ်အိုတယ်နော်အဲ့တော့ရှင်တို့ရုပ်ကလေးချောနေအောင်လို့ရုပ်အိုမှာဆိုလို့မှန်တိုင်းပြောပြတာနော်စိတ်မဆိုးနဲ့ဟုတ်ပြီလားနောက်ကိုက follower များတဲ့လူတွေရှိတယ်တချို့ဟုတ်လား ကိုလူကြည့်များတယ်ဆိုရင်တစ်တော့ချင်းချပြီးတော့ရောင်းဈေးရောင်းလို့ရှင်လဲဆရာမပြောတာကိုမြန်မာနိုင်ငံသားချင်းကိုဂျင်းထဲမရောက်နဲ့ပစ္စည်းတစ်ခုကိုကိုကိုတိုင်းမှာကြည့်လိုက်ကိုကိုတိုင်းတုံးကြည့်လိုက်ကောင်းတယ်ဆိုမှကြော်ညာပြီးအဲ့ဒါဆိုလို့ရှင်ကိုကရေရှည်ပေါ့နော်ရေရှည်ကြလို့ရှင်လဲသူ့အကောင့်ထဲမှာဝယ်ရတယ်သူ့ဈေးချင်းထဲမှာဝယ်ရတယ်သူ့ဈေးချင်းထဲမှာ तू ကမှန်ကန်တယ်ဆိုတော့じゃတော့ကိုလဲရေရှည်စားလို့ရတယ် တော့ကိုကိုကိုချင်းနေရနေမှာဈေးလာဝယ်တဲ့လူတွေလည်းမှန်မှန်ကန်ကန်ရတယ်။အဲ့တော့ကိုကဂျင်းမသိပ်ဖ ೇನೆ မှန်မှန်ကန်ကန်လေးကြော်ညာပေးပြီးကိုသုံးလို့ကောင်းတာကိုကြော်ညာပေးတာဖြစ်တဲ့အတွက်ကုစုလည်းရတယ်ပတ်စံလည်းရတယ်ကိုရဲ့ဝင်းစာလည်းဝတယ်။ဟုတ်ပြီလား။ကိုက90လီပဲငါတင်လိုက်ရင်ဒီလူကယုံမှာပဲဆိုပြီးတော့လိန်ညာပြီးတော့ကိုကအဲ့ဒီချင်းဈေးရောင်းလို့ရှိရင်ခဏတာလေးတော့ကိုပတ်စံရမယ်ဝမ်းဝမယ်။ ရင်ရှည်ကြတော့ MLA ဒီကောင်မှကြော်ညာရင်သွားမူဝင်တယ်ဒီကောင်မှဂျင်းဆယ်လီမှဂျင်းဆယ်လီမှဆိုပြီးတော့ကိုယ်နာမည်ပြက်မယ်အဲ့ဒါလူဘဝမှာကြုံရမယ်သေသွားလို့ရှင်လဲငရဲခမ်းမှာတော်ရေးနော်ဘာဖြစ်လို့ तू ကသူပတ်စံရရေး तू ချမ်းသာရေးကိုလိန်ညာပြီးတော့ဒီခုနှစ်ရက်သားသမီးကိုလိန်နာဖြစ်တဲ့အတွက် तू မစားရဘူးနော်အသိလို့ရှင်လဲငရဲခမ်းရကောနော်ငါအကောက်ကိုလာထုတ်နေပြန်ပြီ